အရခသက်တော်အေအေရဲ့တက်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့အထိန်အမတ်အဖြစ်မွတ်စလင်80ကျော်ကိုအေအေကလွတ်ငင်권ပေးလိုက်တယ်လို့သိရပါဗျ။ဒါအပြင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အထိန်အမတ်အဖြစ်နောက်ထပ်မျိုးခမီမွတ်စလင်နဲ့ရခိုင်လူမျိုးအပြစ်သား16ယောက်ကိုအေအေလွတ်ငင်권ပြုလိုက်တာကြောင့်လွတ်ပေးခဲ့သူစုစုပေါင်း68ယောက်ရှိသွားပြီဖြစ်ပါတယ်။ မွတ်စလင်82ယောက်ကိုနိုဝင်ဘာ9ရက်နေ့ကညနေပိုင်းမှာလွတ်ပေးခဲ့တာပါသူတို့ဟာပြီးခဲ့တဲ့2024ခုနှစ်တိုက်ပွဲကာလအတွင်းအကျန်းဖက်စစ်တပ်အပါအဝင်မွတ်စလင်လက်နက်ကိုင်အစ္စလာမ်အစွန်ရောက်ဆွတ်သွေးကြတွေနဲ့ဆက်ဆက်လို့ဖမ်းဆီးခံခဲ့ရတဲ့သူတွေလည်းပါဝင်ပါတယ် အာစာ SO နဲ့အကြံဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးပြည်ထန်ကြခံထားရသူတွေလည်းပါဝင်တယ်လို့အလင်းဝင်ရောက်လာသူတွေလည်းပါဝင်တယ်လို့ AA နဲ့နီးစပ်တဲ့စစ်ရေးတရင်ရင်မြစ်တယောက်ကနရီစရာကိုအတိပြုပြောဆိုပါတယ်အဓိကပြစ်ဒဏ်နေတဲ့သူတွေကိုလွတ်ပေးတာဖြစ်ပြီးစစ်ကောင်စီစီမှာအတင်းအဓမ္မစစ်သားစုဆောင်ခံရပြီးတိုက်ပွဲတွေထဲမှာအတုံးချခံရလို့ AAC ကိုအလင်းဝင်လာတဲ့သူတွေလည်းပါတယ်လို့သိရပါဗျ။ လွတ်ပေးခံရသူတွေမှာပြစ်ဒဏ်နည်းပါသူတွေနဲ့တက်ကြီးရွယ်ဦးတွေလည်းပါဝင်ပါတယ်။သူတို့ကိုခရိုင်မွတ်စလင်ရေးရာကောင်စီအဖွဲ့ဝင်တွေခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်တွေအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေရဲ့ရှေ့မောက်မှာသူတို့မိသားစုဝင်တွေစီပြန်လည်အနှံပြီးတော့လွတ်ပေးလိုက်တာလို့လည်းသိရပါတယ်။အေအေတက်မှုချုပ်ဘိုလ်ချုပ်ထွန်းမြတ်နိုင်ဟာနိုဝင်ဘာ9ရက်မှာ48နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါရဲ့ရှင်။